ပြည်သက်တွေအနေနဲ့ခရိုင်းမီးယားကိုတိကြမယ်လို့ထင်ပါတယ်ခရိုင်းမီးယားဆိုတာကဒီယူကရိန်းနိုင်ငံထဲမှာရှိတဲ့ရုရှားကသိမ်းပိုက်ထားတဲ့နေမြေတစ်ခုပါအဲ့ဒီခရိုင်းမီးယားဒေသကိုရုရှားနိုင်ငံနဲ့ပင်လယ်ကိုဖြတ်ပြီးတော့ဆက်ထားတဲ့ကားလမ်းရထားလမ်းတွေပါတဲ့တံတားကြီးတစ်ခုရှိပါတယ်အဲ့ဒီတံတားကြီးကိုမနေ့ကတော့ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့ကရေအောက်ဖောက်ခွဲရေးပစ္စည်းတွေတုံးပြီးတော့ဖောက်ခွဲခဲ့ပါတယ်ဒါဟာယူကရိန်းကိုဒီရုရှားကကျူးကျော်ဆင်ဆင်နွှဲပြီး နောက်ပိုင်းတတိယအကြိမ်မြောက်ဖောက်ခွဲမှုဖြစ်ပါတယ်။ယူကရိန်းစစ်ဘက်ကတော့အခုဖောက်ခွဲမှုတွေမှာဒီရန်တန်ချင်းကီလိုဂရမ်1100သုံးထားပြီးတော့တရားကြီးရဲ့ရေအောက်အဲထောက်တိုင်တွေကိုပြင်းပြင်းထန်ထန်ပျက်စီးစေခဲ့တယ်လို့ပြောပါတယ်။ဒီစစ်စင်ရေးဟာတနေ့ကရုရှားရဲ့ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ဗျူဟာမြောက်လေယာဉ်တွေကိုတိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာဆက်လုလာတဲ့စစ်စင်ရေးတစ်ခုဖြစ်ပါတယ်။ယူကရိန်းဘက်ကတော့အခုစစ်စင်ရေးလှုပ်ဖို့လာပေါင်းများစွာအချိန် ယူခဲ့ရတယ်လို့ပြောပါတယ်